အသင်းကိုချစ်ပြီးပေးဆက်မဲ့ကစားသမားတွေနဲ့ပဲပြန်လဲထူထောင်သွားမဲ့တရားနီခစ်တဲ့ပရီးမီးယားလိုမဲ့မိန်လာများမန်ချက်စတာဖောဝါ့ဆောင်ကနေပြန်လဲကြိုလိုက်ပါရင်ဇာလက်ဖာဂူဆန်ရဲ့နောက်ပိုင်းမန်ချက်စတာနိုင်တဲ့အသင်းကပရီးမီးယားလိဂ်ဖလားနဲ့လဲဆယ်စုနှစ်တခုကျော်ဝေးကွာသွားခဲ့တယ်လို့အသင်းရဲ့အချင်းတွေကတနည်းထက်တနည်းပိုဆိုးသွားခဲ့ပါရင်ဒီဟာဒီမှာဆိုရင် United ကအဆင့်15နဲ့ပဲရာသီသိမ်းခဲ့ရပြီးတော့ဥရောပဝင်ခွင့်နဲ့ပါလဲချော်သွားခဲ့ရပါရင်ဆာလက်နောက်ပိုင်း United ရဲ့လက်ညှိုးထိုးပြစရာအောင်မြင်မှုဆိုလို့နီပြမော်ရီညိုရဲ့ယူပါလီဖလား၊အဲရစ်တန်ဟန်ရဲ့ကာရာဘောင်းနဲ့ FA ဖလားအောင်မြင်မှုတွေပဲရှိတော့တာပါ အသင်းမှာပိုင်ရှင်ပြောင်းလဲနေပြုတ်လုထားပေမဲ့အချိန်တွေကတိသွားတဲ့တိုးတက်မှုတွေရှိမလာသေးပါဘူးဒီနေရာဒီပြောင်းရှိမှာတော့ United ဟာကစားမတွေကိုအလီမန်ခေါ်ယူဖို့ကြိုးစားနေပြီးတော့ကိုညာကိုစတင်ခေါ်ယူထားနိုင်ခဲ့ပါပြီ Wolverhampton အသင်းနဲ့အတူခြေစွမ်းပြနေတဲ့ကိုညာကို United ကအရခေါ်ယူထားခဲ့တာပါကိုညာကတော့ United ပြိတက်လို့ဖြစ်တာအကြောင်းဥရောပဝင်ဝင်ရရမယ့်အရာ United ကိုပြောင်းရှိကစားဖို့စိတ်ပိုင်းဖြစ်ပြီးအသင်းကိုရောက်ရှိလာခဲ့တာပါကွန်ယာကိုရရှိပြီးမှပဲ United ဟာ Brentford အသင်းရဲ့အတိုင်းစင်ကစားမှာ Ambumo ကိုခေါ်ယူဖို့စတင်ဆွေးနွေးနေပါတယ်။ Arsenal, Spurs နဲ့ Newcastle တို့ကိုညှင်းပယ်ပြီးတော့ Ambumo က United ကိုပြောင်းရွှေ့ဖို့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေအချမှတ်ထားတာပါ။ ဒါကတော့တော်တော်လေးကိုစွန့်လို့စွန့်သားရရကြရတယ်လို့ပဲပြောအောင်ပါဖြစ်ပါရင်ချန်ပီယံလိဝင်ဝင်ရတဲ့အသင်းတွေမှာ ACC ကစားမဲ့အစအဆစ်15က United ကိုပဲရွေးချယ်လိုက်တာပါ။ဒါကြောင့်မလို့ United ရဲ့ခေတ်သစ်မှာအသင်းကိုချစ်ပြီးရင်ဘက်ကတစိအတွက်ကစားကြမဲ့ရရဲ့တောက်တင်းနေတွေကိုပဲမြင်တွေ့သွားကြရမှာပါ။ဒီနေ့တင်ဆက်မှုကတော့လောက်ပါမယ်။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေပြောင်းရှိသတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။